ောင်တင်ဆက်ပေးခြင်းတဲ့သတင်းရအကြောင်းများတွေကတော့စင်ကာပူအဖွဲ့မှရှာဖွေခဲ့တဲ့လုပ်ငန်းသုံးပစ္စည်းကရိယာများမိသားတပ်ဖွဲ့တို့လူရန်ခဲဆိုတဲ့သတင်းကလေးဖေးအတွက်နိုင်ငံပေါင်း20မှဝန်ထမ်း2000ခန့်လာရောက်ကူညီနေဆိုတဲ့သတင်း က်ပေါင်းဝင် နိုင်ငံအနှံ့အပြားအချင်းခေါမှုဘူးရွာမြေဆိုတဲ့တဲ့နိုင်ငံတကာသတင်းဘုံလေးနဲ့ငလင်းတန်းအကြီးမားဆုံးခန်းစားခဲ့ရသည့်မန္တလေးတွင်တရုတ်စေဖက်ဆိုင်ရာအဖွဲ့များကုသပေးနေဆိုတဲ့တဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါသေးတယ် ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့စင်ကာပူအဖွဲ့မှရှောင်းဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကရိယာများမိသက်တပ်ဖွဲ့တို့လှူဒန်းခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စင်ကာပူနိုင်ငံမှာရောက်ရှိလာတဲ့မြေငလင်းကယ်ဆယ်ရေးအဖွဲ့ဟာမြန်မာနိုင်ငံကပြန်လည်မထွက်ခွာခင်ရှားဖွေကယ်ဆယ်ရေးပစ္စည်းအချို့ကိုမြန်မာနိုင်ငံမိသားတပ်ဖွဲ့မှအသုံးပြုနိုင်ဖို့အတွက်လှူဒန်းခဲ့တယ်လို့သိရပါတယ်။ င်ကာပူ7 defense force operation lion ဟန်ကုတင်းချန်အဖွဲ့ဟာ လုပ်ငန်းများပြီးဆုံးလို့စင်ကာပူနိုင်ငံသို့ပြန်လည်မထွက်ခွာမီဧပြီလ6ရက်ကမိသားဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမြတ်သူအောင်တွဲဆုံနှုတ်ဆက်ခဲ့ပြီး၎င်းတို့တပ်ဖွဲ့မှယူဆောင်လာတဲ့ရှားဖွေကယ်ဆယ်ရေးလုပ်ငန်း၃ပစ္စည်းကရိယာထွေထဲကရှားဖွေကယ်ဆယ်ရေးလုပ်ငန်း၃ပစ္စည်းကရိယာမျိုးအစားဆက်တံမျိုးကိုမြန်မာနိုင်ငံမိသားတပ်ဖွဲ့မှအသုံးပြုနိုင်ဖို့အတွက်မိသားဦးစီးဌာနညွှန်ကြားရေး ေးမှုချုပ်ထံသို့ပေးအပ်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ အင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပေါ်ခဲ့တဲ့နေရာတွေမှာမြန်မာနိုင်ငံမိသားတပ်ဖွဲ့မှတပ်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကာရှောင်းပွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုအချိန်နှင့်တပြေးညီတုံ့ပြန်ဆောင်ရွက်ခဲ့ရာမှာပုံမအားဖြည့်ဆောင်ရွက်နိုင်ဖို့အတွက်စင်ကာပူနိုင်ငံမှစင်ကာပူ Seven Defense Force Operation Lion Hwan ကုတင်ချန်အဖွဲ့သည်ရှောင်းပွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကရိယာများရှောင်းပွေကယ်ဆယ်ရေးခွေများအဆင့်မြင့်ဤပညာရှက်သုံးပစ္စည်းကရိယာများ များနယ်အတူမက်လာ29ရက်ကမြမနိုင်ငံသို့ရောက်ရှိခဲ့ပြီးနေပြည်တော်အတွင်းရှိမြို့နယ်များပြင်မနာမြို့နယ်ပျော်ပွဲမြို့တွေမှမြမနိုင်ငံမိသားတပ်ဖွဲ့ရှားဖွေကဲဆဲရေးအထူးအဖွဲ့များတရေအယံမိသားတပ်ဖွဲ့ဝင်များသက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပူးပေါင်းရှားဖွေကဲဆဲရေးလုပ်ငန်းများနဲ့ life science assessment လုပ်ငန်းတွေကိုပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ငလင်ဘေးရတွက်နိုင်ငံပေါင်း20မှဝန်ထမ်း2000ခန့်လာရောက်ကူညီနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာကြုံတွေ့ခဲ့ရတဲ့ငလင်ဘေးအတွက်နိုင်ငံပေါင်း20မှဝန်ထမ်း2000ခန်းကကုညီကဲဆဲရေးတွေလာရောက်ဆောင်ရွက်ပေးနေတယ်လို့နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။မတ်လ28ရက်ကဖြစ်ပေါ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့မြေငလင်နဲ့နောက်ဆက်တွဲငလင်ငယ်တွေလှုပ်ရှားခဲ့တာကြောင့်စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောင်ဒေသနေပြည်တော် ကောင်းစီနယ်မြေနဲ့ပဲခူးတိုင်းဒေသကြီးတွေမှာငလင်ထန်တင့်တာတွေဖြစ်ပေါ်ခဲ့တာကြောင့်ရှားပွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းသက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်နေကြတာဖြစ်ပါသေး ဒီလိုငလင်းတန်းတင်ခဲ့ရတဲ့ဒေသအတွေးမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာတော့နိုင်ငံပေါင်း20နိုင်ငံကလေရင်အခေါက်ရေ88စင်းတင်းမော5စင်းကား6စီးနဲ့ကုညီကယ်ဆယ်ရေးတွေပို့ဆောင်ပေးနေတာဖြစ်ပြီးဝန်ထမ်း1938ဦးထောက်ပံ့ရေးပစ္စည်း1198တန်းကျော်နဲ့ကယ်ဆယ်ရေးပစ္စည်း844တန်းကျော်ရောက်ရှိပြီးဖြစ်တယ်လို့သိရပါတယ်။ ငလင်းထန်းချောင်းဧပြီလ6ရက်ညနေ6နာရီအချိန်အထိနောက်ဆုံးကောက်ယူရရှိထားတဲ့စည်ရင်ထွေအရာတနိုင်ငံလုံးအတိုင်းသားနဲ့တေဆုံခေရသူစုစုပေါင်း3564ယောက်ဒဏ်ရာရရှိသူစုစုပေါင်း9032ယောက်နဲ့ပျောက်ဆုံးနေသူအယောက်130ရှိတယ်လို့သိရပါတယ်ရှင်ဆလဘီမန္တလေးရပါဝင်နိုင်ငံအနှံ့အပြားအချိန်ခေါင်းမှုမိုးရွာမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းစကိုင်းတိုင်းရပောင်းဝင်နိုင်ငံအနှံ့ပြားမှာအချိန်ခါမှုံမူရွာနိုင်တယ်လို့မိုးလေဝသနှင့်ဆလဘေးဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်9:00နာရီအချိန်ထုတ်ပြန်ချက်အရသိရပါတယ်။ဒီကနေ့ညနေအထိခမ်းမန်းချက်အရမန္တလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းတို့မှာနေရစိတ်စိတ်နေပြည်တော်ရန်ကုန်တိုင်းစကိုင်းတိုင်းပဲခူးတိုင်းအေရဝတီတိုင်းကချင်းကယားကရင်မိုးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရကြက်ကြက်မိုးရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။တနင်္သာရီတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရကွက်ချမိုးထေချုံရွာနိုင်ပြီးရွာရန်ရှာနှုံး80ရှိတယ်လို့သိရပါတယ်။မြန်မာပင်လယ်ပြင်မာထော်လှိုင်းရနေငယ်ကနေလှိုင်းရတင်းတင်ရှိပြီးလှိုင်းရမြင်မောင်းမြမကန်ယူရန်တချောင်းနဲ့ကန်လုံးပင်လယ်ပြင်ထိုးမှာ၄ပေကနေ၇ပေခန့်ရှိနိုင်တယ်လို့သိရပါတယ် နောက်၂ရက်အတွက်ခမန်းချက်အရနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမွန်ရခိုင်နယ်ရှမ်းပြည်နယ်တို့မှာနေရကျဲကျဲကနေနေရစိတ်စိတ်မိုးထချုံရွာနိုင်မယ်လို့ဆိုပါအထင် နေပြည်တော်နဲ့ရန်ကုန်မြို့အနီးတဝိုင်းရဲ့အတွက်ဒီကနေ့ညနေရက်ထိခမ်းမန်းချက်အရာတရံတင့်တင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံရွှေနေရွက်ကြောင်းမိုးရွာနိုင်ပြီးရွာရန်ရှာနှုံး80ဖြစ်တယ်လို့ဆိုပါတယ်မန္တလေးမြို့နယ်အနီးတဝိုင်းရဲ့အတွက်ဒီကနေ့ညနေရက်ထိခမ်းမန်းချက်အရတရတင့်တင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံရွေနေရွက်ကြောင်းမိုးရွာမှာဖြစ်ပြီးရွာရန်ရှာနှုံး80ဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုံအနေနဲ့ ငလင်းတန်းအကြီးမားဆုံးခန်းစားခဲ့ရသည့်မန္တလေးတွင်တရုတ်စေဖက်ဆိုင်ရာအဖွဲ့များကုသပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်စေးဘတ်ဆိုင်ရာအဖွဲ့တွေဟာမြန်မာနိုင်ငံအတွင်းမြင်းကလင်းထံအစိုးဆုံးခန်းဆားခရရထဲနေရာတွေထဲကတခုဖြစ်တဲ့မန္တလေးအမရပူရာရှိဆေးရကူဝန်ကြီးစခန်းတခုတို့ကြတာဘရင်းနေကရောက်ရှိလာခါကုသရေးနယ်စေးဘတ်ဆိုင်ရာအကြံပေးတိုင်ပင်မှုများအပြင်တဘာဝဘေးကြောင့်ဒုက္ခရောက်နေသူများအတွက်လိုအပ်တဲ့အထောက်ပံ့များပေးအပ်သွားမှာဖြစ်ပါသေး။ ပြီးခဲ့တဲ့ရသရပတ်တောက်ကြနေ့ကပြင်အား9တရမ9အစင်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့ပြီးနောက်မန္တလေးဟာအထူးခိုက်ဆုံးနေရာတစ်ခုဖြစ်လာပြီးတနိုင်းငံလုံးအနေနဲ့ကြာတာဘရီနီယာထီတေဆုံးသူအရေအတွက်3145ဦး၊ဒဏ်ရာရရှိသူ4589ဦးနဲ့ပျောက်ဆုံးသူ223ဦးအထိတိုးမြင့်လာထိတ်လို့မြမရေဒီယိုနဲ့ရုပ်မြင်သံကြားတို့ကဖော်ပြထားပါတယ်။ ဒေတာခန့်တဦးပြောကြရှာမှာအိမ်ပြိုချစဉ်ကျမ်းမာရေးမကောင်းတဲ့သူအဖေ6ရက်ထိခိုက်သွားပြီးဆေးရုံသို့ခေါ်ဆောင်ခဲ့ရာကျောင်းနယ်ရှင်ဘတ်ထိုလည်းထိခိုက်သားသလိုအခြားကျမ်းမာရေးပြဿနာတွေလည်းခန်းစားနေရတယ်လို့ဆိုပါတယ်။ လက်ရှိမှာအဖြစ်အများဆုံးကပြင်ပဒံရထွေနဲ့အယိုးကွက်အမှုတွေဖြစ်ပါအထေဒေသခံအများပြားကပြင်ပထွေမှာနေနေရပြီးရေမရထားချက်ဝမ်းလျှောယောဂါနဲ့သွေးလုံးတုပ်ခွေးတို့ဖြစ်နိုင်ပါအထေစေဝါထွေအတော်လေးပြက်လက်လာသလိုငလျင်အတွက်ကြိုးတင်ပြင်ဆင်စုဆောင်းထားတာမျိုးမရှိပါဘူးဒံရထွေအတွက်လိုအပ်တဲ့ရောင်ရမ်းသက်သာစေထွေအရေးတကြီးလိုအပ်နေပါအထေနေဘူးထဲကြာမြင့်စွာနေကြတဲ့အတွက်သက်စားရှည်နဲ့အဖြစ်အချိုးရေးထွေလို အပ်ပါထိတ်လို့မြမသူနာပြုတအူးကပြောပါထိတ်ငလင်းလှုပ်ပြီးနောင်ပိုင်းတရုတ်ကဲဆေးအဖွဲ့အများပြားရောက်လာခါဒေသခံများနဲ့ပူးပေါင်းပြီးကဲဆေးလုပ်ငန်းများလှုပ်ဆောင်နေပါထိလိုအပ်တဲ့စေဝါထွေလဲများစွာယူဆောင်လာတယ်လို့ဒေသခံဆရာဝန်များနဲ့လည်းပူးပေါင်းဆောင်ရွက်နေပါထိ တရုတ်အရဖတ်ဆေးအဖွဲ့ခေါင်းဆောင် ရွှေယူကလူဝံများဟာအစိုးရဆေးရုံထွေစီသွားဖို့ခက်ခဲနေကြောင်းဆေးရုံထွေမှာလည်းဆေးဝါးထွေလိုအပ်နေကြောင်းဒီအတွက်လိုအပ်တဲ့ဆေးဝါးထွေရရှိစေဖို့နီလန်းတစ်သွေးအသုံးပြုနေကြောင်းပြောပါသည် တရုတ်ပြည်တီယန်ကျင်းစေးရုံမှအယိုးအထုခုကျန်းတောင်ကယာယီနေရာတွေမှနီးပညာများလမ်းညုံပေးဖို့အဓိကထားနေကြောင်းပြည်တွင်းစေးရုံတွေအနေနဲ့တန်ရှင်းမှုကိုအာယုံဆိုင်တင်ကြောင်းတာမန်ကူးသမှုတွေနဲ့မလုံလောက်ပဲကူးဆက်ပြန့်ပွားမှုတွေကိုလည်းထိန်းချုပ်ကောက်ွယ်တင်ကြောင်းဓာတွေကိုနောက်ပိုင်းမှာဖြည့်ရှင်းဖို့လိုလားမှဖြစ်ကြောင်းပြောတော့ပါထိတ်တို့သိရပါထိတ်ရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်ကြည့်ရှုအောင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေကျမကတော့မြန်မိုးထပ်ပါ